Newfi ပေါ်မှာတက်လာတာကောင်မလေးအသက်16နှစ်ပဲရှိတရား KTV မှာ Happy Water တောက်ပြီးရှော့သွားရပေါ့နော်အဲ့ဒီဒရင်ကိုတွေ့တော့ကျမရှင်တို့ကဆုံးမဩဝါဒလာချွေတာအားလုံးမင်္ဂလာပါဗျာဒီနေ့မှလည်းတကယ်ကြီးလို့ကျွန်တော်ပြန်လည်ပြီးမျှဝေမဲ့ဗီဒီယိုပိုင်းလေးရတော့ဒါဒီရဲ့ပိုင်းထဲမှာနော်ဒါ KTV မှာကောင်မလေးတရားအောင်တော့16နှစ်လောက်ပဲရှိတဲ့ကောင်မလေးတရားအောင်ဆိုရင်နော် Happy Water ဆိုတဲ့အခြေတမျိုးကိုအလို့ညောတောက်သုံးပြီးတော့နော် သိဆုံးသွားတဲ့တည်င်းနဲ့ပတ်သက်ပြီးတော့ဒီညီမလေးရဲ့သူ့ရဲ့တွေ့ကြုံလေးကိုပြန်လည်ပြီးမျှဝေတာပဲဖြစ်တယ်ဗျာနော်။ကဲဒီညီမလေးပြောထားတဲ့ဗီဒီယိုဖိုင်လေးစာဆုံးကိုကျွန်တော်နဲ့တူတငယ်ချင်းတို့တွေလိုက်ပါကြည့်ရှုပါအောင်ဗျာနော်။ဘုဒ္ဓတအနေနဲ့ပေါ့ဗျာနော်။ဒီဗီဒီယိုဖိုင်လေးစာပဲဗျာနော်။ ခုနက new fee ပေါ်မှာတက်လာတာကောင်မလေးအသက်16နှစ်ပဲရှိတရား KTV မှာ happy water တောက်ပြီး show သွားရေပေါ့နော်အဲ့ဒီဒရင်းကိုတွေ့တော့ကျမရှင်တို့ကဆုံးမဩဝါဒလာချွေတာအခုမှ KTV ဆသွားမယ်အခုမှ mandalay တက်လာရင်ရန်ကုန်တက်လာရင်နော် night flight ဆိုတာဘာမှမသိ KTV club ဆိုတာဘာမှမသိရင်ဒီမှာနားထောင်သွား KTV ကလေငါတို့ဟိုငငယ်တော့လုံမျိုး KTV သွားပြီးတော့မှတိမဆော်လေးတယောက်လောက်ဘေးထားပြီးတော့မှတချင်းဆိုရတာမဟုတ်တော့ဘူးတော့လုံးဝ private club ဖြစ်သွားပြီ KTV မှာဘာလဲဆိုဘာရှိလဲဆိုရင်တို့ကအဲ့လိုကိုပိုင်းအဲ့လို DJ စင်နဲ့အဲ့လို DJ ကိုတယောက်ခေါ်ပြီးမှ DJ တီးခိုင်းနေဘေးမှာပတ်ပတ်လဲဝိုင်းပြီးတော့မှ15ရောက်16ရောက်လောက်เนาะဆေးသုံးပြီးတော့မှ high နေလို့ခေါ်တာတို့ကကြောဆေးတက်အောင် high နေပေါ့เนาะ high နေအဲအဲ့ဒီမှာတို့သုံးနေဒီမူးရဲ့ဇေဝါတွေက happy water ke ပေါ့เนาะ ကျွန်မကင်းနဲ့အီးတော့ကျွန်မတခါမှမတုံးဘူးလို့ကျွန်မမပြောပြတော့ happy water အကြောင်းပြောပြမယ် happy water ကဖြော်ရင်းနဲ့တူတယ်ဒလောက်လောက်ပလင်းလေးကဒလောက်လောက်ရှိတာတကွစာပဲမော့လိုက်လို့ရှိရင်ကွာလောကဖြော်ရည်အတိုင်းနဲ့အဝင်လဲချိုတယ်အာပြက်တနာကဘာလဲဆိုလို့ရှိရင်ပြက်တနာကစောင်းရဖို့ရွေးတာကွာ ်ဒီလားအဲ့ဒါကိုတောက်ပြီးတော့ပြီး9မိနစ်အတွင်းမှာ time ဆိုတစ်ချက်မူးတော့ပြီးရတယ်တခန်းလုံးကလူတွေဒီ waiter တွေကအဆမကျန်ကိုကပဲမွေးထားတဲ့တာသမီတွေလိုမျိုးပဲချစ်တယ်အကိုကြီးတွေဆိုလို့ရှင်လည်းမသိကိုအကိုလိုမျိုးပဲခင်တယ်ချစ်တယ်အော်ဖော်ရွေတယ်စောင်းရမ်းသဘောကောင်းတယ်အဲ့လိုဖြစ်သွားတာအဲ့ဒီအချိန်မှလည်းအဲ့ဒီအချိန်မှကိုအဲ့ခံတဲ့လူကအဲ့လိုဆိုပြီးတော့တခုခုတက်လောက်သွားနေတာမှာဆေးအရန်တက်နေတဲ့အချိန်ဆိုရှင်ပြုံပြုံကြီးခံလိုက်မိမှာကွာအဲ့လောက်ကိုသဘောကောင်းတာ ။ဟောအဲ့ဒါကြောင့်မလို့အဲ့အရေးတွေကိုတောက်တော့မယ်ဆိုရင်တတိထား KTV ကလပ်သွားမယ်ဆိုကိုယ့်ရဲ့အသီးမိတ်ဆွေအကိုညီကိုမောင်နှမမိသားစုမပါမင်းနဲ့ဘယ်တော့မှမတွားနိုင်။နော်။အာပြီးလို့ရှိရင်တော့ဒါမိန်ကလေးတွေဒီဗီဒီယိုဖိုင်ကြီးကြည့်မိလို့ရှိရင်တော့နော်ဒါဘူးတုဒအနေလေးနဲ့နော်တော်တော်လေးကိုအစင်ကြီးရမယ်ဗျာနော်တော်တော်များများပေါ့ခုနောက်ပိုင်းမှာဆိုရင်မိန်ကလေးတွေလည်း KTV ကိုယောက်ျားလေးနဲ့ယူမောင်တက်ပြီးတန်းတူသွားနေတဲ့အချိန်မျိုးမှာနော်ဒါဒီလူမျိုးစေးကြီးမတောက်မိလို့ရှိရင်ဒါအနေရှိရဲဆိုတဲ့အကြောင်းလေးကိုဒါဒီမှာလေးပြောထားဗျာနော် ကဲဆက်ပြီးတော့နားထောင်ဝယ်ကြတော့ဘာတွေပြောထားလဲအေးအဲ့အားလေး၄၅နာရီလောက်ပဲဒီ happy hormone ကိုအမြင့်ဆုံးရောက်တဲ့အထိတွန်းတင်ပြီးရယ်ပြီးရင်အစေးချိန်ပြေသွားပြီဆိုလို့ရှင်စေးဒေါင်းသွားရောစေးဒေါင်းတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုလို့ရှင်လုံးဝအဆမ်းစားချင်နန်းဆိုအဲ့တော့တာတီစစ်ခါကလုံးဝမျက်လုံးတစ်ချက်မှမေးမသွားဘဲနဲ့လုံးဝအဲ့ကိုပြူးကြောင်နေနော်အဲ့လိုဖြစ်တဲ့ပြီးရင်လေအဆိုးဆုံးကတော့ over thinking ဖြစ်တာ နော်မတင်ကိုတဘောကလုံးဝပဲအရင်နေစုပ်ပြတ်တက်နေသလိုလိုကြည့်မလားကိုရဲ့အုံနောက်တမှာငါဘောကပဲအရင်တနာစရာကောင်းနေသလိုလို stress တွေပြီး overthinking တွေဖြစ် depression တွေဝင်အဲ့လိုဖြစ်ရော gain ထောက်ချားတွေဖြစ်ရနော်ဟိုဟာတွေးလိုက်ကြောက်လိုက်ဒီဟာတွေးလိုက်ကြောက်လိုက်ငိုကျင်လိုက်နေမလားထရှိလိုက်အဲ့လိုမျိုး gain ထောက်ချားတွေဖြစ်တယ်ပြီးရင်နောက်ဆုံးအချက်ကတော့မဖြစ်တယ်လဲဆိုလို့ရှိရင်တောက်လုံလုံးမလုံလုံးမရဘူးရှင့်နော်တပတ်လုံးကြီးလုံးဝ mind ထွေးပြီးအလုပ်ထဲမှာလဲစိတ်မပါတိလား နော် mind train ငေးမောပြီးတော့မှအဲ့လိုတုံးတီတုံးတာနဲ့အောက်နောက်ကလည်းလုံးဝအလုံးမလုံးတော့ gain နေတဲ့အတိုင်းပဲအဲ့လိုမျိုးဖြစ်သေးပေါ့နော်အဲ့တော့ကကွာ happy water တွေဒီနော် KDE အစတုံးတော့မယ်ဆိုရင်တတိထားမတုံးတော့အကောင်းဆုံးပဲနော်အကြွေတုံးမိသွားပြီဆိုလို့ရှိရင်လည်းတုံးမယ်တုံးမယ်လို့စဉ်းစားထားရင်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မိသားစုတွေခင်မရတဲ့ဒူတွေမိန်းကလေးဆိုပို့ပေးတယ်အားလုံးပဲနော်ကျွန်တော်ရဲ့ location video တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဗျာနော်ဒီ video ထဲမှာဒီညီမလေးပြောထားတဲ့ဟာလေးလို့နောက်ထပ်ငွေချင်းတို့တွေလည်းဘူးတူလာလေးသုံးပြရလေးလိုက်ကြပါစေဗျာနော်ကဲ ောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့မယ်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်တင်ဆက်မှုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကိုတကယ်ကျွန်တော် like and subscribe လေးလုပ်ခဲ့ကြအောင်နော်